အားလုံးမင်္ဂလာပါရှင်။ကျွန်မဒီတစ်ခေါက်တင်ဆက်ပေးသွားချင်တာကတော့ကပ္ပကျော်ဆိုရော Britney Spears ရဲ့ The Women in Me ဆိုတဲ့စာအုပ်ကိုဆရာဦးမင်းငိမ့်ဘာသာပြန်ထားတဲ့ကျွန်မကိုယ်တည်းကမိမဆိုတဲ့စာအုပ်ပဲဖြစ်ပါရဲ့ရှင်။ဒီစာအုပ်အားဖတ်ခွင့်ပြပါရင်ဆရာနှစ်တကွာသက်ဆိုင်သူများအားလုံးကိုဤနေရာမှနေ၍ခွင့်ပြုချက်တောင်းခံအပ်ပါရဲ့ရှင်။ကျွန်မ NG ပါ။ ဗီဂစ်မှာနေတဲ့တတိယနေ့ရဲ့တခုလေးတော့နေ့မှာကျမကိုရဲမှာတခုခုခန်းစားလာရပါတယ်။အဲ့ဒီခန်းစားမှုမျိုးမရတာတော်တော်ကြီးကိုကြားခဲ့ပါပြီ။ကျမအားရှိလာခဲ့ခြင်းပါပဲ။ကျမတခုခုတော့လုံရလိမ့်မယ်ဆိုတာသိနေပါတယ်။ကျမဘဝတွေကိုပြင်ဝင်ကြည့်လိုက်တဲ့အခါမှာကျမခန္ဓာကိုယ်ကျမအသိနှလုံးကျမရဲ့စိတ်ဝိညာဉ်တို့ကသူတို့ပြောတဲ့ဥပဒေကြောင့်အရာအုတ်ထိန်မှုဆိုတာကြီးကိုဘယ်လို့မှလက်မခံနိုင်တော့ပါဘူး။ကျမအသိနှလုံးကလည်းငါ တို့အုပ်ထင်းမှုကိုကြာရှည်မခံနိုင်တော့ဘူးလို့ညှိကြွေးလာပါတယ်။ငေဘဝကနေအခုအချိန်ထိကျမမိဘတွေကကျမကိုတမိဆိုးတယောက်လိုသတ်မှတ်ထားကြပါတယ်။အယူမှတယောက်ပေါ့။ဒါတို့အုပ်ထင်းသူတွေဘက်ကခံယူချက်ပါ။ဒါကြောင့်လေသူတို့ကအုပ်ထင်းထားရတယ်ပေါ့။အဲ့ဒီခံယူချက်ကကျမနှလုံးသားကိုချေမွပစ်တယ်လို့ပါပဲ။အရှိန်နဲ့တောက်လောင်ပဲကျမရဲ့အနုပညာကိုတတ်လိုက်ကြတယ်။ကျမကိုကျမလည်းဘာမှအတုံးမကြတဲ့သူလို့အထင်ရောက်သွားစေပါတယ်။ ဲ့ဒါကစေစုနှစ်တစုကြားခဲ့ပါတယ်။သို့တော့ကျမရဲ့ခန္ဓာကိုယ်အတွင်းကတော့သူ့ကိုအော်ဟစ်တောင်းချမ်းနေတတ်ပါတယ်။ကုကဲရမဲ့ဖြစ်နေတဲ့ဘဝကိုနားလေပြီးနိုင်ချမယ်ထင်ပါတယ်။ကျမပွဲကပြည့်တဲ့အချိန်တွေမှာကျမရဲ့မိသားစုဝင်တွေကအရက်ခွက်ကိုစီနဲ့တောင်းနေကြပေမဲ့ကျမကတော့ Jack တို့ကုတ်တို့တွေကိုတော့ကြီးခွင့်မရှိပါဘူး။ပြိတ္တတွေအမြင်မှာတော့စင်မြစ်ပေါ်မှာကျမကမင်းသမီးလေးပေါ့။ ကိုကျက်အဝတ်စားရည်နဲ့ဒေါမြင့်ဖက်နဲ့စီးလို့ပေါ့ဒါပေမဲ့ပြစ်မှုပြုတော့မှာကျမကဘာကြောင့်တောက်စားခွင့်မရှိရတာလဲကျမခွန်အားပြည်လာတာနဲ့အမျှရင်ကျက်တဲ့မိမဘဝရောက်လာချိန်မှာတော့ကျမအုတ်ထိန်ဘူးဆိုတဲ့အောက်ကဘယ်လိုလွတ်အောင်လုပ်ရမလဲဆိုတာကိုနေလန်းရှောက်ပြပါတော့တယ်။ Reese with the spoon ကဥပမာပေးလို့အကောင်းဆုံးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူက smart ကြတယ်။စိတ်သဘောထားကောင်းတယ်။ စကားပြောတာချူတာပါတယ်။လူတကာအပေါ်မှာချူချူတာတာဆက်ဆံတက်ပြီးလူတိုင်းကိုပျော်ရွှင်စေအောင်ဖန်တီးနိုင်တဲ့သူဒီလိုပုံစံနဲ့ဖြစ်လာပြီးဆိုရင်တော့အလုံးကအဆင်ပြေသွားနိုင်ပါတယ်။ Reese with the spoon ကိုတူယူရမယ်ပေါ့။ကိုယ့်ဘက်ကခိုင်ခိုင်မာမာမပြောနိုင်ဘူးဆိုရင် လူတွေကအဲ့ဒီလူကိုလှည့်စားချင်ကြတယ်။ကျမကအခုဘယင်မှပဲစိတ်ကိုခိုင်ခိုင်ထားပြီးပြောကြည့်တယ်။ကျမစိတ်ထဲမှာကတော့သူတို့ဥညွတ်လာကြလိမ့်မယ်လို့ထင်တာပါပဲ။ အခုကျမမှာခွန်အားရှိနေပြီလေကျမဘယ်လိုလုပ်ရမလဲဆိုတော့ကိုသိပါရဲခွန်အားရှိလာပြီဆိုတော့သူတို့ချက်မှတ်ပေးတဲ့ချိန်စရာကိုလည်းကျမကမမို့တော့ပါဘူးကျမမှာရွေးချယ်စရာလမ်းမရှိဘူးဆိုတော့တောင့်တင်းခိုင်မာအောင်နေရမယ်ဒါကိုပရိသတ်ကလည်းခံစားလို့ရလိမ့်မယ်လို့ကျမထင်ပါရဲအရာရာကပြောင်းလဲစပြုလာပါတယ်ဒါကြောင့်ကျမအုတ်ချုပ်တဲ့သူတွေက နောက်တပွဲကအောင်လို့ပြောလာရင် ကျမဖက်ကငင်းဆန်ဖို့အဆင်သင့်ပါပဲ ချမနားဖို့အချိန်လိုအပ်တယ်။ချမကစပြီးပုံကန်စပြူလာပြီပေါ့။တကယ်လို့ချမကမလုံနိုင်ဘူးလို့မြင်တာကိုသူတို့ကအတင်းအကျပ်ခိုင်းလာရင်လေချမကလုံမှာမဟုတ်တော့ပါဘူး။ VKS မှာဖျော်ဖြေတဲ့အစီအစဉ်က2019ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာဆုံးသက်ပါမယ်။ချမစိတ်မရှိနိုင်တော့ပါဘူး။ဒီအစီအစဉ်တစ်ခုတည်းကိုတပတ်ပြီးတပတ်နစ်နေချီလှုပ်လာရတာဆိုတော့ရင်းဝေပါတယ်။ကျမကအစ်တစ်ချို့ကိုအဟောင်းနဲ့ရုံးမြက်ပြေးထည့်စေခြင်းနဲ့ ရိသတ်တွေအတွက်လည်းအစ်စမ်းဖြစ်တယ်လို့ကျမတို့တင်ဆက်ရတဲ့သူတွေဖက်ကလည်းမငြီးမွေတော့ဘူးပေါ့ငငယ်တုန်းကဆိုရင်ဆိုက ဖြောပြနေရတာကိုပြောခဲ့ပေမဲ့အရွယ်ရလာတော့ငြီးမွေပါတယ်ဆယ်ကျော်တဲ့ဘဝကတချင်းဆိုပြနေရရင်ပြောတော့လောက်ကျမမပြောတော့ပါဘူးဘာကြောင့်လဲဆိုတော့ကျမဆိုချင်တာဆိုခွင့်မရှိဘဲအနောက်ကနေကြိုးကင်ထားတဲ့သူတွေညွန်ကြားထားတဲ့အတိုင်းဆိုနေရလို့ပါပဲကျမဘာလုပ်ချင်နေဆိုတော့ဘယ်သူကမှဂရုမစိုက်ကြပါဘူးဒီတော့ကျမရလိုက်တဲ့အသည့်က ငါခန်းစားချက်ကအရေးမကြီးဘူးသူတို့ခန်းစားချက်ကအထက်ကပါလားလို့တွေးလာမိတယ်သူတို့ငွေရဖို့အတွက်ကျွန်မကဖြောပြင်းနေရတာပါလုပ်နေရတာတွေက အချိန်ကုန်တာတက်တက်ပါပဲဖြောပြင်းသမားတယောက်နေနဲ့ကျွန်မက ကျွန်မဂီတနဲ့ပတ်သက်လို့အင်မတန်ဂုဏ်ယူတတ်တဲ့သူပါဂီတနဲ့ပတ်သက်လာရင်မောတယ်ပန်းတယ်ရေလို့မရှိခဲ့တဲ့သူပါယူယူနန်းနန်းကိုဖြောပြခဲ့တာပါဒါပေမဲ့ Vegas မှာဖြောပြရတာကပွဲတစ်ပွဲနဲ့တစ်ပွဲချမ်းပါရက်တဲ့ဘက်ကတော်တော်လေးကိုချားပါတယ် အချင်းတွေကအလဟတ်တကုံတာပေါ့ကျမကတချင်းတွေကိုအစ်စ်နဲ့အဟောင်းရုံးဝေခြင်းနဲ့ကျမပရိသတ်တွေအတွက်ရင်ခုန်အောင်ဖန်တီးခြင်းနဲ့ပေါ့ဥပမာကျမတချင်းတစ်ပုဒ်ဖြစ်တဲ့ change your mind ဒါမှမဟုတ် get nate လို့တချင်းမျိုးကိုကြတော့လဲစုခွင့်မပြုပါဘူးသူတို့ရွေးပေးတဲ့တချင်းတွေကိုသာကျမကဖျော်ဖြေနေရတော့ပရိသတ်ကိုအားနာလာပါတယ်တပတ်ပြီးတပတ်တပွဲပြီးတပွဲသာဖြောပြနေရတယ်။တချင်းကအပြောင်းအလဲမရှိပါဘူး။ကျမပြောင်းလဲဖြောပြခြင်းတာတွေကိုတင်ပြရိုင်း ကြားရတဲ့အဖြေကလို့ပါစေဘုံမှာကပြဖြောပြနေရတဲ့ကျမကပြင်လာတယ်ပြိတ္တတွေကဘာထင်ကြမလဲလို့ကျမတွေးပူလာပါတယ်ပြိတ္တတွေကိုကျမအနေနဲ့ဒီထက်မကဖြောပြခြင်းပါကြောင်းပြောပြခြင်းပါတယ်စတူဒီယိုတွေကိုသွားပြီးအင်ဂျင်နီယာတွေနဲ့တိုင်ပင်ကတခြင်းတွေကို remix လုပ်ခြင်းပါတယ်သူတို့ကငါတို့အနေနဲ့ပွဲချိန်ကတန်တက်ထားလားဆိုတော့ remix နဲ့ဖြောပြေတော့တဲ့အခြေအချိန်မပေးနိုင်ဘူးလို့ဆိုကြပါဗျ အစ်စ်တင်ပြချင်ပါတယ်လို့ဆွေးနွေးတိုင်းသူတို့ကနိုးပါပဲ။ကျမပြုံးလမကပြောတဲ့အခါမှာသူတို့ဘက်ကလှည့်ရောတာကကျမအဝတ်လဲနေစမှာတချင်းအစ်စ်တပုတ်ကိုဖွင့်ထားခွင့်ပြုမေးတဲ့။ဒါကိုသူတို့ဘက်ကကျမကိုအေးရမှလှည့်ရောမှုကြီးတစ်ခုလို့ပါပဲ။ကျမကအဲ့ဒါလိုမလုပ်ချင်ပါဘူး။ဖြောင်ပြေးရေးလောကအကြောင်းကျမသိပါတယ်။ဖြောင်ပြေးရေးအစီအစဉ်တစ်ခုလို့ပြောင်းလဲဖို့လိုပါတယ်။တာဝန်ခံဖြစ်တဲ့ကျမအဖေကအစပြောင်းဖို့လို့အပ်ဘူးလို့ထင်နေတယ်။ တချင်းဟောင်းတွေကိုပဲနေ့စဉ်ဆိုပြနေရတာကျမအတွက်ညီးဝေစေဟာပါကျမကတချင်းအစ်တွေကိုဆိုပြီးကကွက်အစ်တွေနဲ့ကပြချင်ပါတယ်မလုပ်ရတဲ့အဆုံးကြတော့သူတို့ကျမအောင်မြင်မှာကိုမလို့လာကြလို့ဒါပဲလို့အောက်မိမိပါတယ်ကျမအောင်မြင်တဲ့ငွေကြေးတပွင့်ပြန်ဖြစ်ချင်တယ်ဒါပေမဲ့တာဝန်ခံဖြစ်တဲ့ကျမအဖေကအဲ့ဒီငွေကြေးပွင့်ကျမကိုမပေါ်ပေါက်လာစေချင်ဘူးလို့ယူဆရပါတယ် Glory Elephant ကတချစ်တပုတ်စီအတွက်ဗီဒီယိုရိုက်တဲ့အခါကျမလွတ်လပ်ပေါ်ပါနေပါတယ်။ဒီလိုတချစ်အစ်စ်တွေရရတဲ့အခါမှာလန်ဆန်ပေါ်ပါနေခြင်းကကျမအတွက်အစ်စ်အစ်စ်တွေဖန်တီးဖို့လိုအပ်နေပြီဆိုတာကို ဖော်ပြနေတယ်လို့ပါပဲ။ Glory ထွက်လာတဲ့အခါမှာကျမကို Radio Disney Icon Award နောက်နှစ်မှာချီးမြှင့်ခြင်းခံရပါတယ်။ကျမစမ်းစားကြည့်လိုက်ပါတယ်။ဆုလက်ခံတဲ့ပွဲကိုတားမြောက်ပါခေါ်သွားမယ်။ဝတ်စုံကအနဲ့ရောင်ဝတ်မယ်လို့ ပရိသတ်တွေကြားထဲမှာထိုင်နေစဉ်စင်ပေါ်မှာကကျမတချင်းတွေကိုဆက်ထားတဲ့တေးသွားတွေနဲ့ကပြဖြောပြနေကြပါတယ်။ကျမတသိမ့်သိမ့်ကြည်နူးနေမိပါတယ်။ဂျီမီလင်းကမပြောလင့်ဘဲ till the war ends တချင်းနဲ့ပါဝင်ကပြလိုက်ပြီးကျမအတွက်စုတစိတ်ချင်းမြင်ပေးလိုက်တော့ကျမမှာစိတ်လှုပ်ရှားမှုကအမြင့်ဆုံးပါပဲ။ကျမစင်ပေါ်မှာကပြနေကြတာကိုမြတ်တံပခတ်စိုက်ကြည့်နေမိတယ်။ကြည်နေရင်းနဲ့အင်းသုံတချင်းအတွက်ကျမကပြခဲ့တာကို ပြန်တတိယမိပါတယ်။ အဲ့ဒီတခြင်းကို remix အဖြစ် ABC ရဲ့အထူးအစီအစဉ်မှာထုတ်လွှင့်ခဲ့တာပါအဲ့ဒီတခြင်းနဲ့ကပြနိုင်အောင်ရက်တသက်ပတ်ပေါင်းများစွာလေ့ကျင့်ခဲ့ရပါတယ်ရက်ကူးတဲ့သူတွေကလည်းတခက်ကိုအလှဆုံးဖြစ်အောင်ရိုက်ပေးခဲ့ကြပါတယ်ကျမစိတ်ထဲမှာပြန်ငင်သွားသလိုပဲပွန့်ပွန့်လေးလေးပြောရရင်အဲ့ဒီတခြင်းနဲ့ကခဲ့ရတဲ့ကျမရဲ့အကကအကောင်းဆုံးပါပဲ baby one more time နဲ့ every time တို့ကိုလည်းကျွန်မကစိုက်ပါတယ်အဲ့ဒီတော့ကအဖြူရောင်ဝတ်စုံနဲ့တကယ့်ကိုလှနေတယ်လို့ခံစားမိပါတယ်စုလက်မခံသေးမီကျွန်မတချင်းတွေနဲ့ကျွန်မကိုကပြဖြောပြနေကြတာပါအဲ့ဒီမှာကအဆိုကျော်၃ယောက်နဲ့ကျွန်မညီမတို့ကတချင်းတွေကိုအစီအစဉ်လုပ်ပေးနေကြပါတယ်ကျွန်မစိတ်ကြိုက်ပေါ့ကြက်ကြက်တဲတဲနေခဲ့ရတဲ့၃နှစ်ကာလကျမကိုရင်ပါပါပဲရာနှစ်ချီတဲ့ကချီသေးတွေကကျမရဲ့တခြင်းနဲ့ကပြခဲ့ကြတာပါ ကျမကမိတ်မိန်ကြီးထိုင်ပြီးပြုံးပြီးကြည်နေခဲ့ပါတယ်။ကျမကိုကျမအဖေဦးဆောင်နဲ့ဥပဒေအရအုပ်ထိန်ပါတယ်ဆိုတဲ့အဖွဲ့ကမအုပ်ထိန်မိကပေါ့။ကျမတငယ်ချင်းနဲ့ဖြစ်အစ်ချင်လေးဖြစ်တဲ့ခိတ်ကလမ်းပေါ်ဖြိုးဖြေးရေးထွက်ကြမယ်ဆိုရင်ဘယ်သွားမယ်လို့သူကမပြောခင်ကျမကကားပေါ်ရောက်နေပါပြီ။ပွဲတွေမှာကျမကအသက်နည်းနည်းလေးပူကျစေချင်တယ်ဆိုရင်ကျမကအသက်သမားကိုညနေရိတ်ညနေခင်းပြလိုက်ရုံပါပဲ။ တကယ်လို့ကျမပြောတာမနာခံဘူးဆိုရင်လေပြစ်သက်တွေကတိကြပါတယ်။ကျမကခွေးဆိုးလေးတစ်ကောင်လိုပါပဲ။ဒီကိစ္စမှာကြတော့ကျမကဘာဟာပေါက်ကိုပြောမနေတော့ပါဘူး။ပြုတ်ပြီးတောက်တငိမ့်ငိမ့်နဲ့ကနေယုံပါပဲ။တချင်းတွေကဓာရီပဲစုနေရတော့ကျမကတန်ပတ်ပေးထားတဲ့အယုံနဲ့မချားပါဘူး။ကျမလှုပ်ရှားနေအောင်ပေးထားတဲ့တွန်းအားကတော့သားတွေနဲ့အတူအားလက်ရဲ့နေခွင့်ပေးမယ်ဆိုတဲ့အချက်ပါပဲ။ ဒါကတော့နှစ်တိုင်းရနေကြအားလက်ရပါပဲ။ဒါပေမဲ့ glory ထွက်တဲ့အချိန်ကတော့ကျမအားလက်ခွင့်မရပဲကလေးတွေကိုသာဖြောဖြေးရေးခီးစမှာကျမနဲ့အတူနေခွင့်ပေးခဲ့ကြပါရစေ။ဒါကတော့ကျမတို့အတွက်ပျော်စရာမကောင်းပါဘူး။ဒါကြောင့်ဒီနှစ်အတွက်ကတော့တေချပေါက်အားလက်ရရဖို့လိုအပ်ပါရစေ။တညမှာတော့ကျမအဖို့လေးနေတဲ့နေရာကိုကျမရဲ့အဖွဲသားတချို့ကရောက်လာကြတာနဲ့ကျမက Hey ပြောရအောင်မေးဒီနှစ်တော့ နားကိုနားမဖြစ်မယ်လို့ပြောလိုက်ပါတယ်။လုံနေချာအလုပ်တစ်ခုကိုလုပ်ဖို့ရာကျမအတွက်ကအရေးကြီးပါတယ်။ကျမနဲ့တားရီရဲ့အကြိုက်ဆုံးကမော်ဘီကိုတော့လေးတစ်စင်းနဲ့ပင်လယ်ဖက်ကိုထွက်ကြတာပါပဲ။ဒါကလည်းအမှန်တမ်းပြောရရင်တော့ကျမရဲ့စိတ်ကျမရဲ့အတွက်ပါ။ကျမအဖွဲ့ကပြန်ပြောတာကငွေများများရှိရင်ကျွန်တော်တို့ကနှစ်ပွဲလောက်ကလိုက်ခြင်းလေ။ပြီးရင်တော့ Britney လေးလူရည်တစ်ခုလုံးမှာနားနေနိုင်တာပေါ့တဲ့။ကောင်းတယ်။ ကျမတို့ရွေချက်ချင်းတူတာပေါ့လို့ကျမကပြန်ပြောလိုက်ပါတယ်။လအတော်တော်များများကိုကြော်ဖြတ်ခဲ့ပြီးပါပြီ။ဘီကက်စ်ကပွဲစဉ်တွေကလည်း2019ဒီဇင်ဘာမှာပြည်တော်မှာပါ။ပွဲပေါင်းရာနဲ့ချီကပြခဲ့ပြီးဖြစ်လို့ကျမရဲ့စိတ်တွေကစိတ်လက်ကြည်သာနေပါတယ်။ကျမအဖို့လဲခန်းထဲမှာအဖို့လဲနေတော့ကျမတို့အဖွဲထဲကတယောက်က "Hey Britney, ဘီကက်စ်ကပွဲစဉ်တွေပြီးသွားရင်ကိုနေနဲ့ဖြောဖြေးပွဲတွေထွက်အောင်မဟုတ်လား?" ဗီကက်စ်မာရင်စက်သိန်းလို့မဖြစ်သေးဘူးလေလူရည်ဒီမှာနေတဲ့ဖြောပြရအောင်မဟုတ်လားတဲ့အစကသဘောတူထားတာအဲ့ဒီလိုမဟုတ်ဘူးလေကျမကလေးတွေနဲ့မာဗီကိုသွားမယ်လို့ပြောထားပြီးသားပဲအဖို့လဲနေရင်စကားပြောနေကြတာဖြစ်ပေမဲ့ကိစ္စကအရေးကြီးပါတယ်နောက်ဆုံးတော့အဲ့ဒီလူကအေးဘွေးမကပဲသွားချင်တဲ့နေရာသွားမယ်ဆိုရင်တော့ရုံးတော်မှာရှင်းပေါ့ဘာကြောင့်လဲဆိုတော့မင်းတဘောတူစာချုပ်မှာလက်မှတ်ထိုးထားတယ်လေတဲ့ ျမသဘောပေါက်လိုက်ပါတယ်။သူတို့ကျမကိုချိန်ချောင်နေကြပြန်ပြီပေါ့။သူတို့ကကျမအနေနဲ့တရားရုံးကိုလုံးဝမသွားချင်ဘူးဆိုတာသိထားကြပါတယ်။ကျမစိတ်ငြိမ်အောင်ထားလိုက်ပါတယ်။ပွဲစဉ်ပြီးဖို့ဆိုတာကလည်းရက်တသက်ပတ်နင်းနေလောက်သာလိုတော့တာပါ။တိတ်လဲမစိုးနိုင်တော့တော့ဘူးပေါ့။ကျမစက်ကရတဲ့တိုင်အောင်ခလေးတွေနဲ့ခီးသွားဖို့အချိန်ရလောက်ပါသေးတယ်ပေါ့။နင်းနေလောက်ကြသွားတာပဲရှိနေပါတယ်။ ကျမရဲ့ mention နဲ့ nan ထွက်ကမကိုက်ခဲ့ပါဘူးဆက်ကရတဲ့ပွဲစဉ်တွေကတခဲ့ကိုငရေခံပါပဲကျမနဲ့အတူကပြဖြုတ်ဖြေးရတဲ့ကချီတဲ့အဖွဲတွေကလည်းကျမလိုပဲခံစားကြရမှာပါကျမအဖေအဖွဲကပေးထားတဲ့အုတ်ထင်းသူအဖွဲကကျမတို့ကိုတော့ခတ်မထားယူတမဲတင်းကျပ်ကြပါတယ်အခန်းထဲကနေအပြင်ကိုထွက်ချင်နေဆိုရင်တော့နန္နာရီကျူပြီးပြောထားရပါတယ်ကျမကပြဖြုတ်ဖြေးရဲ့အစီအစဉ်တွေကလည်းအပြောင်းအလဲမရှိ အရင်အတိုင်းပါပဲကျမတချင်းတွေပြောင်းဖို့ကိုလုံးဝလက်မခံပါဘူးနင်းနေပပအပြောင်းအလဲလှုပ်လိုက်ရင်ပြိတက်ကလည်းသဘောကျမယ်အဖွဲကလည်းစိတ်တကြွလာမယ်ကျမနဲ့အဖွဲကဒီအချက်ကလေးကိုလိုက်ရောပေးဖို့အချိန်ချင်းတောင်းဆိုပေမဲ့သူတို့ကလည်းနိုးပါပဲအဖေကအခုဆိုရင်သူဘာမှမပြောပြတော့ဘဲအဲ့ဒီအဖွဲလက်ကိုသာလုံးဝအပ်ထားလိုက်ပါတယ်နောက်ဆုံးကျမအိမ်ပြန်ခွင့်ရလို့ပြန်တဲ့အချိန်မှာကျမခွေးတွေကိုမြင်လာတဲ့ငိုမိတော့လာတယ် သူတို့ကိုလည်းလွမ်းနေတာလေတားတော့နဲ့အတူကျမခရီးထွက်ဖို့စီစဉ်ရပါတော့တယ်အချိန်တော်တော်နှောက်ချခဲ့ပြီကိုကျမအဖွဲကမာလိုက်တယ်ကျမကိုရက်တသက်ပတ်သုံးပတ်ခွင့်ပေးမယ်တဲ့ပြန်လာရင်ဒီကက်စနောက်နဲ့ပွဲတွေအတွက်အကတိုက်ကြရပါမယ်သုံးပတ်ထဲလာကျမကလူရည်တစ်ခုလုံးအောင့်မိနေတာဖြောဖြည်းကြီးပွဲစဉ်တွေကိုကျမမုန်းလိုက်တာသူတို့စကားကြားရတော့ ကျမမှာအားမရမရတော့တရားခံစားရပါတယ်။ကျမအော်တန်တွေကြားနေရတယ်။အပြင်ဖက်မှာလူတွေရာနှစ်ချီစုဝေးပြီးပေါ်နေကြတာပါ။အချိန်က2018ခုနှစ်အောက်တိုဘာလအတွင်းမှာ Love Vegas မြို့ရဲ့ Park MGM ဆိုတဲ့ Hotel တစ်ကြီးရဲ့အပြင်ဖက်ကပေါ်နေကြတာပါ။ကျမကိုချစ်ကြတဲ့ပရိသတ်တွေကအယောင်စင်တူအဝတ်အစားတွေဝတ်ထားကြပြီး အလံကလေးတွေကိုဝေရန်ရင်ပေါ်နေကြတာပါ အလံကလေးတွေမှာ B ဆိုတဲ့စာလုံးကလေးတစ်လုံးသာရေးထားကြပါတယ်။စင်ပေါ်မှာကနေကြတဲ့ကချီသေးတွေရဲ့တီရှပ်ရင်ပတ်မှာတော့ Britney လို့အပြည့်အစုံရေးထိုးထားကြပါတယ်။ကြွေးကြော်သူတွေက သူတို့ရှင်ကွဲထွက်တော့မတက်အော်နေကြပြီးအနောက်ကလိုက်အော်နေတဲ့သူတွေကလည်းသူတို့လောက်နေနေပါပဲ။လေဆာမီးတွေကိုလည်းတရန်ရန်လှုပ်နေကြပါတယ်။အေယာမပိတ်ကားကြီးပေါ်မှာတော့ကျမရဲ့ဖြိုးဖြေးပွဲဗီဒီယိုပြနေပါဗျ။ ကခုံနေတဲ့ဂီတတန်တွေကမြူးကျွနေပါတယ်။သူတို့ချီတက်လာကြရမှာကျမရဲ့တခြင်းတစ်ပုဒ်ဖြစ်တဲ့ My Loneliness Killing Me တခြင်းကိုချီတက်လာတဲ့သူတွေကကြေးကြေးလောင်လောင်တီးဆိုလာကြပါတယ်။မီးတွေပိတ်သွားတယ်။ဒီအစီအစဉ်ကိုဥဆောင်လာတဲ့ Mario Lopez ကမိုက်ကရိုဖုန်းကိုကိုင်ပြီးဒီညကျွန်တော်တို့ဒီနေရာကိုရောက်လာကြတာကတော့ဘီကက်စီရဲ့ဘယေမောက်ကို လာရောက်ကြိုဆိုကြတာပါလို့ဆိုပါတယ်။ဂီတတန်ကစာဝင်လာပါတယ်။ Toxic Urban တဲ့ကဂီတတန်ပါမိအောင်ဆုံးတွေက Hot Day ကြီးတစ်ခုလုံးအပေါ်မှာဖြန့်ကျက်ထားပါတယ်။တခြား Urban တွေထဲကတချင်းတွေကိုလည်းရုံးဝေထားတဲ့ဂီတတန်ကိုလည်းကြားနေရပါတယ်။ Garden of Eden တဲ့ကမွေကြီးတစ်ခုပုံလေးပေါ်လာပါတယ်။စင်မြစ်ပေါ်မှာမီရှူမီပန်းတွေပြဖောက်နေကြပါတယ်။ကျမကကျန်းပြင်တစ်ခုပုံမှာရက်နေရင်းက Hydraulic ဒဇင်းရဲ့ညင်တက်မှုနဲ့အတူစင်မြစ်ပေါ်ကိုရောက်လာပါတယ်။ အနေရောင်ကိုချက်ဝတ်စုံကိုဝတ်ဆင်ထားပြီးပြိတက်ကိုပြုတ်ပြားရှင်လက်ဝေးရန်နေပါတယ်။စပင်ကတော်တော်ရှိပြီးရွှေရောင်နေပါလူကြီးမင်းများခင်ဗျာ Britney Spears ပါ Mario ကစကားဆက်ပြောပါတယ်။ကျမလေကထစ်များကိုထောက်မြစ်ဖက်နဲ့နေပေးဆင်းသွားလိုက်ပါတယ်။လက်မှတ်ရေးထိုးဖို့တောင်းဆိုလာကြတဲ့ပြိတက်တချို့ကိုလက်မှတ်ထိုးပေးလိုက်ပြီးဘယ်သူမှမျှော်လင့်မထားကြတဲ့ကိစ္စတစ်ခုကိုလုပ်လိုက်ပါတယ်။ ကင်မရာတွေကို ချော့ဖြတ်သွားလိုက်တယ်။လမ်းဆက်လျှောက်ပြီး SUV ကားပေါ်တက်ပြီးထွက်ခွာလာခဲ့လိုက်ပါတော့တယ်။ကျမဘာမှမပြောခဲ့ပါဘူး။ဆိုလည်းမဆိုကလည်းမကခဲ့ပါဘူး။စောင့်ကြည့်နေကြတဲ့ပြိသက်တွေကတော့ဘာဖြစ်သွားကြတာလဲလို့တွေးနေကြပါပါ။ဘယ်သူမှမမြင်လိုက်ကြတာကအဖေနဲ့သူ့အဖွဲကဒါကို အခွင့်ကောင်းယူပြီးကျမကိုယ်တိုင်မကြခင် big guest မှာဖြောဖြေတော့မှာဖြစ်ကြောင်းကြီးညာစေခြင်းနဲ့ ကျမကမကြေညာခြင်းဘူးလို့ပြောပါတယ်။ဘာကြောင့်လဲဆိုတော့လပေါင်းများစွာကလေးကကျမဒီအလုပ်ကိုမလုပ်ချင်တော့ပါဘူးလို့ပြောခဲ့ပြီးပါပြီ။လုပ်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကကျမ overprotective ဆိုတဲ့အချင်းကိုစုခဲ့ပူပါတယ်။အဲ့ဒီတော့က overprotective ဆိုတဲ့စကားကစကားကိုကျမသိနားမလည်ခဲ့ပါဘူး။မကြသေးခင်ကမှကျမသဘောပေါက်လာခဲ့ရတယ်။ကျမ weakness မှာပြောပြမှာမဟုတ်ပါဘူး။ ျမမိသားစုကကျမကိုပြောက်ကွယ်သွားအောင်လုပ်နေကြတာပါပဲ။အလရဲ့အချိန်တွေနီးလာတော့ကျမလည်းတော်တော်ကလေးကိုနေလို့ထိုင်လို့ကောင်းလာပါတယ်။တခုပဲရှိတာကအဖေဘာရီမြန်းကျန်စီအောင်မလဲပေါ့။ကျမစိတ်သက်ကတော့အလီမာအမျိုးသမီးတယောက်နဲ့တွေ့ခဲ့ပြီးတဲ့နောက်ပိုင်းတော်တော်ကလေးကိုခိုင်မာတောင်းတင်နေပါတယ်။ပင်ကိုညံရေထက်မြက်တဲ့အပြင်သူတို့တွေးခေါ်မျိုးမြင်နိုင်စွမ်းလည်းရှိကြတယ်။ ကျမသူတို့စီကအများကြီးအတူယူလေ့လာနိုင်ခဲ့တဲ့အတွက်အရွယ်ရောက်ပြီးမိမတယောက်အနေနဲ့ကပါကြီးကိုရင်ဆိုင်ရမှာရုံးသားမှုနဲ့တတ်တည်ရှိဖို့လည်းလိုအပ်တယ်ဆိုတာကိုသိလာခဲ့ရပါတယ်။ကျမမွေးနေကြတော့ဟီဆန်ကကျမကိုထူးခြားတဲ့နေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်။ကျမက အားလက်ရတွေမှာဖဲသွားမယ်၊ဘာလုပ်မလဲဆိုတာတွေကိုစီမံကိန်းဆွေးနေပါပြီ။အဖေက Christmas ရက်မှာကျမသားနှစ်ယောက်ကိုသူခေါ်သွားမယ်လို့ဆိုတယ်။ကျမကသားတွေကိုတွေ့ချင်ရင် ဖေကိုလည်းတွေ့ရမယ်ဆိုတဲ့သဘောပေါ့ကျမကအဖေအစည်းအဝေးကိုလက်ပခံတော့အဖေကကလေးတွေကဒီနှစ်နင်းနဲ့မနေချင်ဘူးတဲ့သူတို့လူစီယန်းနာကို လာကြလိမ့်မယ်အဖေရဲ့နင့်အမေရဲ့လည်းပါမယ်အဲ့ဒါပဲတဲ့ကျမအတွက်တော့ဒီစကားကြားရတာအဆမ်းပဲအဖေသူတို့ဒီအားလိုက်ရမှာလူစီယန်းနာမှာပဲနေမယ်ဆိုရင်လည်းအဆင်ပြေပါရဲ့အဖေလို့သာကျမပြန်ပြောခဲ့ပါရယ်ဒီကေ့စ်ပွဲစဉ်တွေကအခုတည်းကအဆုံးမသက်သေးပါဘူး ကျမကကချေတဲ့အစ်စ်တွေထန်ငါပြီးပုံမှန်အတိုင်းဆက်လက်ရှင်သန်နေသေးပါပဲ။တနေ့မှာတော့ကျမကကချေတဲ့အဖွဲ့ဝင် အဟောင်းတွေကိုရောအစ်စ်တွေကိုပါအကတိုက်နေပါတယ်။အဖွဲ့ဝင်ဟောင်းတစ်ယောက်ကသူကကျမတို့အဖွဲ့မှာကခဲ့တာ၄နှစ်ရှိပါပြီ။အဲ့ဒီကကွက်တွေမကချင်တော့ဘူး။တကယ်ခက်တယ်လို့ဆိုလာပါလေရော။ကျမအတွက်ကတော့ဘာမှခက်တဲ့ကောက်ွက်မဟုတ်ပါဘူး။ဒါပေမဲ့ကျမအကအဖွဲ့နဲ့ဒါရိုက်တာတွေကအခန်းတစ်ခုတည်းဝင်သွားကြပြီးတကားပိတ်ထားလိုက်ကြပါတယ်။ ကျွန်မကပဲအမအကြီးကြီးတစ်ခုကိုလုပ်မိလိုက်တယ်လို့လို့ကျွန်မနားမနေနိုင်တာကကနေကြကကွက်တစ်ခုကိုဘာကြောင့်များမကနိုင်ဘူးလို့ဆိုရတာပါလေကျွန်မဆိုလိုတာက Vegas မှာကလာကြတာပဲငါးနှစ်တက်တန်းတဲ့ကိုဝင်လာပြီလေကျွန်မရဲ့ခန္ဓာကိုချူစားလေးပြောင်းလဲသွားပါပြီနည်းနည်းလေးအပြောင်းလဲလုပ်ကြရင်ဘာဖြစ်သွားမှာထင်လေကျွန်မသိရတဲ့လောက်ကတော့အလုံးကပျော်ပျော်ပါပါအလုပ်လုပ်နေကြတာပါပဲ ကျမမကလူမှုရေးကိစ္စနဲ့ပတ်သက်လို့စိုးရိမ်ပူပန်နေရတာတွေရှိပါတယ်။ဒါပေမဲ့ကပြီဆိုရင်အဲ့ဒါတွေကကျမခေါင်းထဲမှာမရှိတော့ပါဘူး။ကျမကသူတို့နဲ့အတူတူအမြဲတမ်းရီမောနေတတ်တဲ့သူပါ။တချို့ကကြည်တဲ့အစ်စ်တွေက နေရယူခြင်းတတ်ကြပါတယ်။အနောက်မှာထားတဲ့သူကအရှိကိုတက်တက်လာတတ်တယ်။သူတို့ကအထောက်ကိုအံ့ဩစရာကောင်းပါတယ်။ငါ့ကိုလည်းတင်ပေးကြပါဦးဆိုတော့တယောက်ကကျမကိုပြပေးပါတယ်။ကျမတို့အားလုံးကကစားနေကြသူတွေပါပဲ။ တရက်နဲ့တရက်အချိန်အဆက်မိဖို့တော့လိုပါတယ်။ဒါဆိုရင်ဘာမှလည်းအမအယွင်ရှိစရာအကြောင်းမရှိပါဘူး။အခုအဖွဲသားတရက်လှုပ်လိုက်ပုံကထူးဆန်းနေတော့အကြောင်းတစ်စုံတစ်ခုတော့ရှိနေပြီလို့နားလည်နိုင်မိပါတယ်။နောက်တရက်ကျမဆရာဝန်နဲ့ကုထုံးအရာကုသမှုခံယူနေစမှာသူနဲ့ကျမထိတ်တိုက်တွေ့ကြတော့တာပါပဲ။ဆရာတို့မင်းအိတ်ထဲမှာအားစေးတွေတွေ့တယ်တဲ့။အားစေးတောက်တာကကျမကိုခွန်အားတိုးပွားစေပြီး ယုံကြည်စိတ်ချမှုအပြည့်အဝရရှိပါတယ်။ဒီအားစေးဝေဖို့အတွက်ကလည်းဆရာဝန်ရဲ့စေစာမလိုဘူးလေ။ကျမဒီအားစေးတွေကို Vegas မှာကနေတဲ့ပွဲစဉ်တလျှောက်လုံးတောက်နေခဲ့တယ်ဆိုတာကလည်းသူသိပါတယ်။အခုတော့သူကဒါကိုရေးကြီးခွင့်ကျေပုံကြီးချေနေပါပြီ။ဆရာတို့အနေနဲ့မင်းကဆရာတို့ကွေရမှာဆူဆူရွာရွာကိစ္စတွေလုပ်နေတယ်လို့ခန်းစားနေရတယ်။ပြီးတော့မင်းက အစမ်းလေးကျင့်နေတဲ့အချိန်ဆိုရင် အပြစ်အဝမလုပ်ဘူး။ကျန်တဲ့သူတွေကသာအပြစ်အဝကျင့်နေကြတာ။ဟာတတွေပြောနေတာလားဆရာ။လို့ကျမကပြန်မေးလိုက်ပါတယ်။စိတ်ထဲမှာလည်းထောင်းကနေဒေါသထွက်လာတယ်။ကျမလေးကျင့်နေတာအသက်ထွက်မတတ်ပါ။ကျမကအလှနဲ့ပတ်သက်လာရင် အခုမကပ်ပါဘူး။ဆရာတို့မင်းကိုစေးဖြတ်စခန်းတစ်ခုကိုပို့ရလိမ့်မယ်။ခရစ်စမတ်ပိတ်ရက်တွေပြီးရင်ပေါ့။မပို့ခင်မှာအမျိုးသမီးတစ်ယောက်ကလာပြီးမင်းကိုစိတ်အခြေအနေလာစစ်လိုက်မယ်လို့ဆိုတယ်။ အမျိုးသမီးခက်ဝဝတယောက်ကျမရဲ့ဆန္ဒမပါဘဲကျမအိမ်ကိုရောက်လာခဲ့ပါတယ်သူ့ကိုကျမတီဗီထဲမှာတော့မြင်ဖူးပါတယ်ကျမကိုထိုင်ခိုင်းပြီးစိတ်အခြေအနေကို나ရီပေါင်းများစွာစစ်တော်တာပါပဲအဖေကကျမကိုပြန်ပြောတာကတော့ဆရာဝမအနေနဲ့ကျမကိုစစ်စစ်တွေ့ရှိချက်တွေကအားမရဘူးမအောင်ဘူးပေါ့လေသမီးရဲ့စစ်စစ်ချက်မအောင်တော့စိတ်ယောဂါကုစခန်းကိုတွားရလိမ့်မယ်သမီးမှာပြင်းပြင်းထန်ထန်ခံစားနေရတာတခုရှိတယ်လို့လေသူကပြောတယ် ဒါပေမဲ့စိတ်မပူပါနဲ့စိတ်ယောဂကုဈေးရုံသေးသေးလေးတစ်ခု Beverly Hill မှာရှာတွေ့ထားတယ်။တစ်လကိုဒေါ်လာ6000လောက်ကျမယ်တဲ့။ကျမပစ္စည်းတွေသိမ်းရင်ငိုနေမိတယ်။ဘလောက်ကြာအောင်ကျမနေရမှာလဲလို့ပြီးတော့အဖြေကမရေမရပါ။တစ်လလောက်နေမှာပေါ့။အတကနှစ်လပေါ့။၃လလောက်လဲဖြစ်ချင်ဖြစ်မှာပေါ့။ဘလောက်ကြာမဲဆိုတာကတော့ကျမရဲ့အခြေအနေပေါ်မှာမူတည်တာပဲတဲ့။ စေခန်းကကျမအတွက်အထူးတလဲဇင်ခန်းနိုင်အောင်စီစဉ်ပေးထားပုံရပါတယ်။ဒီတော့ကျမတယောက်တည်းတိချဖြစ်နေမှာဖြစ်ပြီးဘယ်သူနဲ့မှလည်းအဆက်အသွယ်ရှိမှာမဟုတ်ပါဘူး။ကျမမတော်ဘူးဆိုရင်ဘာဖြစ်မလဲလို့အဖေကိုမေးကြည့်လိုက်ပါတယ်။အဖေကကျမမတော်ဘူးဆိုရင်တော့တရားရုံးကိုတွားရလိမ့်မယ်တဲ့။နင့်ကိုတွတ်တွတ်ခါယူနေပါတယ်လို့ဆွဲချက်တင်လိုက်မယ်။ငါပြောတာကိုရှုပ်။နင်ဘယ်လို့မှတရားရုံးမှာမနိုင်နိုင်ဘူး။ ငါအခုပြောနေတာတွေကတရားရုံးမှာနှင့်ကိုတရားသူကြီးကပြောမဲ့စကားတွေပဲလို့ဆိုပါတယ်။ကျမစိတ်ထင်တော့ကျမကိုတက်တက်မဲ့ငွေဝိုင်းညှစ်နေကြတယ်လို့ပါပဲ။ငွေညှစ်လို့မရရင်တက်ပစ်ချင်းတက်ပစ်ကြပါလိမ့်မယ်။အဖေကဘယ်တုန်းကမှကျမဖက်ကရက်တီမပေးခဲ့ပါဘူး။ဘယ်သူကမှလည်းကျမငင်းစံနိုင်တဲ့အင်အားမရှိခဲ့ပါဘူး။ကျမသွားဖို့ရအကြက်ကင်ကြပါရယ်။ကျမအနောက်မှာကအုတ်ထရန်သာရှိတာမို့ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ဒါမလုပ်ဘူးဆိုရင်ဘာဖြစ်လာမလဲဆိုတာသိတယ်မဟုတ်လားအဲ့ဒီတော့လုတ်တာလုတ်လိုက်ပါပေါ့ကျမစိတ်ထဲကသိနေတာကတော့အဲ့ဒီကိုရောက်သွားရင်ကျမဘလောက်တောင်းပန်တယ်ဖြစ်စေထွက်ခွင့်ရမှာမဟုတ်ပါဘူးကျမစံနာမှာပါပဲအခန်းထဲမှာတော့ခတ်ထားကြမှာတေချာပါတယ်အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင် ။နောက်လာမယ့်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပြီးတော့မှဖြစ်တဲ့အတွက်စောင့်မျှော်နှားဆင်အားပေးကြပါဦးရှင်။